ကိုဝင်ချင်းနဲ့တောင်နားမပင်တဲ့ကိုတွန်းကြောင့်ကိုရင်ဖွင့်လာတဲ့ပို့ချပြုခင်မင်္ဂလာပါချက်ပရိသက်ကြီးတို့ယခုတခါမှတော့ကိုဝင်ရှိနေရတော့အနားမပင်တဲ့ခင်မုန်းဖြစ်သူကိုတွန်းရဲ့လုံးရက်ကိုရင်ဖွင့်လာတဲ့တယောက်ဆောင်ပို့ချပြုခင်အကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်အမဒီဖုန်းဇလန်တို့တွေကလည်းတစင်ပရိသက်တွေရင်နေနေရာတခုရယူနိုင်ခဲ့တဲ့မင်းသမီးပို့ချပြုခင်ကိုတော့မသိရသူမရှိတော့ပါပို့ချပြုခင်ဟာအနုပညာသွေးပြည့်ပောင်းသူတို့ဖြစ်ပြီးတယောက်ဆောင်ပိုင်းနေမှာတချင်းဆိုတဲ့ပိုင်းမှာလည်းထူးချွန်သူဖြစ်ပါတယ် ဆိုင်းမိုင်ဆိုတဲ့ character လေးနဲ့လေနာမည်ကြီးလာခဲ့ပိုးကြပြုခင်အမတီဖာမင်းသမီးရဲ့ထဲမှာမှလူမှုကွန်ရက်ပေါ်မှာပွဲဖြစ်ဆောင်မင်းသမီးတယောက်ဖြစ်ပါတယ်။သူမကြီးကြီးတက်ချမ်းသာတဲ့ကိုတုံးကရွှေတပိတ်သားနဲ့တိန်း၂၅နဲ့တင်တောင်းခဲ့တဲ့ချိန်တုန်းကအမတီဖာမင်းသမီးတွေကစေးကြီးရဲ့ဆိုင်စကားကိုဖြစ်ပေါ်လာစေခဲ့သူတယောက်လည်းဖြစ်ပါတယ်။သူမမအိမ်အောင်ကြပြီးတော့နောက်မှာတော့ခင်မောဖြစ်သူကိုထွန်းရဲ့ကိုကြီးနဲ့စီပိုင်းလုပ်ငန်းတွေဆက်လက်လုပ်ကိုင်းခဲ့ပြီးအခုဆိုရင်တော့စီပိုင်းနယ်ပယ်မှာအောင်မြင်နေပြီလည်းဖြစ်ပါတယ်။ ။လက်ရှိမှာတော့ဘုဇာပြုခင်ကကိုထွန်းနဲ့ရတဲ့ကလေးတယောက်ပါရှိနေပြီဖြစ်ပါတယ်။ဘုဇာပြုခင်ကကိုဝင်လေထားအချိန်တုန်းကတချင်နေဇက်လန်တွေရိုက်ကုန်နေပြီတချို့ဇက်လန်တွေမှာခင်မုံဖြစ်သူကိုထွန်းပောင်ရဲ့တယောက်ဆောင်ထားတယ်လို့လည်းသိရပါတယ်။ဇက်ကလှလှလေးနဲ့မိမဖြစ်သူကိုဆိုရှယ်မီဒီယာပေါ်မှာအမြဲတမ်းကြိုတက်တဲ့ကိုထွန်းတယောက်သူမိမကိုသူမျက်စိအောက်ကနေအောင်အပြတ်မခံနိုင်တာလည်းဖြစ်ပါတယ်။ဘုဇပြုခဲ့နေတဲ့လေကိုထွန်းကရမ်းချစ်ပေးရတဲ့အတွက်အမြဲတမ်းဂုဏ်ယူဝမ်းသာနေရလို့ဆိုထားပါတယ်။ ဇလန်တက်တကူမှာတော့ပိုးချပြုခင်ကိုကားနဲ့လိုက်ဖို့ပြရတဲ့ခံမှာပအဝင်တရုတ်ဆောင်ခဲ့ပြီးတော့ရိုက်ခွေးပြီးမှာတော့ကုတ်ထုံးနေတဲ့တရုတ်ဆောင်ချင်းမရသေးဘူးပြောပြုံလို့ဆိုပြီးဒီမှာကိုဖျားပေးခဲ့လို့မီဒီယာတကူမှာပိုးချပြုခင်ကိုတိုင်ကထောက်ပြခဲ့ပါတယ်ဒါပေမဲ့လက်ရှိချိန်မှာပို့ချပြုခင်အမှုပညာလောက်တွေရည်နာလိုက်ပြီဖြစ်တယ်လို့ဆိုပါတယ်။လိုင်းပေါ်မှာသာရန်ကျွတ်တဲ့ကိုတွန်းတယောက်ကတကယ်လက်တွေ့အပြင်မှာတော့မိမဖြစ်သူကိုရမယ့်တရုတ်ဆောင်ချင်းကိုသူကိုယ်တိုင်မတောင်းရဲပဲသူ့ရဲ့မိမကိုတင်တောင်းခိုင်းနေအောင်ဖြစ်ပါတယ်။ ။အဆုံးထိကြည့်ရှုပြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။